ကိုဘယ်ရွယ်မှာတင်ပေးတင်တယ်လို့အရင်အမေများတဲ့မိကွန်းလေးကိုဒီနေ့လူရင်းတို့ရှင်းလေးနဲ့မျှောက်မျှောက်ရေးပြပါမယ်ရှင်။အဲ့တော့ phonics ကိုကျမတို့ကတင်လို့အကောင်းဆုံးရွယ်က phonics ရဲ့တင်ဥစာအုပ်မှာ 4+ လို့ပါတယ်။ h 4 plus ပေါ့နော်အသက်အရွယ်၄နှစ်က၄နှစ်အထက်ကစပြီးတင်တင်နေအဲ့ဒီတော့ကျွန်တော်တို့အဲ့လိုတင်တင်မိလားဆိုဟုတ်ပါတယ်အရေးကအဖက်ကောတစ်ခါတည်းနဲ့အပိုင်းနှစ်ပိုင်းခပြောမယ်ကလေးကို A ကနေ Z အထိအရေးကိုမှန်မှန်ကန်ကန်ရေးတတ်ခြင်းနဲ့ဘယ်ကနေဖောက်မီးဖောက်မီးရကျင်နေဆိုရင်4 plus အရွယ်ကနေစပြီးစနေတကြားတင်ပြပေးသေးပါတယ်ဒီကနေတရင်ကောင်းပြောချင်တာကျွန်မအခု4 plus ကနေအဲ၄နှစ်အထက်ကနေ၄နှစ်ကြော်ကြော်တလားနှလားကနေစပြီးတော့၄နှစ်ကြော်ကြော်လေးကနေ၅နှစ်နဲ့၃လ၅လအဲ့ဒီအရွယ်တော့ ठी ကို အတန်တန်တိုင်ခွဲတန်တန်ကျွန်မစပေးပါမယ်ဆေးရောက်ပဲအများဆုံးတင်ပါမယ်။တင်နေခြင်းနဲ့ပတ်သက်တဲ့အဆက်အသွယ်အရာကိုတော့ကျွန်မရဲ့ဒီ TikTok ရဲ့ Messenger ကျွန်မရဲ့ဒီ Chatbot မှာလာပြီးတော့မေးပေးပါ။ဒါဟိုအဆအကျကျွန်မမတင်ဘူးလို့ပေါ့နော်။ဒါပေမဲ့မေမေဒီအတွက်ဒီဟာပဲခက်ခဲနေဖြစ်တဲ့အတွက်တင်ပေးဖို့ဆွေးနွေးချက်ချလာဖြစ်ပါတယ်။ဒါဆိုရင်မျှဝေတဲ့အရာကိုဆက်သွားပါမယ်။ အဲ့တော့လေးနှစ်ကျော်ကနေစတင်တင်တယ်တင်းတော့အရန်ကောင်းလာဆိုတော့တကယ်ကောင်းပါလေဒါပေမဲ့ online ကနေတင်တာဖြစ်တယ်ဆီယမ်မားကအရန်ကိုပညာသားပပနဲ့ကင်တွေ့တတ်ရတယ်မိမိကလည်းနုနေတည်တဲ့အရေးဖြစ်တဲ့တကယ်ကိုတင်တတ်တဲ့အခါကျမှကျွန်မတို့အဆင်ပြေတယ်အဲ့အတွက်လေးနှစ်ကျော်ကနေတင်လို့ရှိရင်အရန်ကောင်းတယ်ဘယ်ကနေဖောက်မေဖောက်မေ ABC ကိုရသွားစေတယ်ပြီးရင်အရေးရေးနည်းစနစ်လည်းမှန်မှန်မှန်ကန်ကန်ကျွန်မတို့ရစေတယ်အတန်လေးပဲတခါလေးရသွားစေတာဖြစ်တဲ့သူ့အတွက်ကတခါတည်းနဲ့တစ်ခေါက်ပဲတင်ရမယ်အဲ့တော့6နှစ်ကနေစပြီးတင်ရင်ကောမကောင်းလားဆိုတော့6နှစ်ကနေစပြီးတင်ရင် dictation လို ောက်ခေါ်တဲ့တပ်ပုံခေါ်တဲ့အပိုင်းတွေကျွန်တော်တို့တခါလေးရတယ်။လေးနှစ်ကျော်ကျော်၅နှစ်ကကျတော့တပ်ပုံခေါ်တဲ့အပိုင်းတွေကိုကျွန်တော်တို့သင်ပေးလို့မရသေးဘူး။တို့6နှစ်နဲ့နီးနားရောက်ခါနေတဲ့အခါ6နှစ်ကျော်ကျော်လေးဖြစ်လာတဲ့အခါကျမှတပ်ပုံခေါ်တဲ့အပိုင်းတွေသူ့ကိုနောက်ထပ်တက္ကသိုလ်ကျွန်တော်တို့ပြန်ထည့်ပေးရမယ်။အဲ့ဒီတွေကလေးနှစ်ကျော်ကျော် class ရဲ့အဖွဲ့လေးရတော့ သူတို့တင်တဲ့အချိန်လေးကဒီဘက်ကအချိန်နဲ့တင်တဲ့ကာလတူမှာမဟုတ်ပါဘူးဒီမှာတင်တဲ့ကာလအသေးစိတ်ကိုပြပြမသွားတော့ဒါဆိုရင်6နှစ်ကျော်ကဘာလို့ကျမက6နှစ်ကျော်ကနေ7နှစ်အတွင်းကလေးကိုတန်းခွက်တစ်ခုလို့ကျမတို့ဘာလို့သတ်မှတ်တာလဲဆိုတော့အဲ့ဒီအရွယ်မှာကြတော့အေးကနေဆက်ထိတဲ့ကောင်းကောင်းရေးတဲ့ပြီးလက်ရေးရတဲ့ညင်ပြီးလက်တရလည်းကျမတို့လက်ချောင်းလေးတန်းမာနေပြီးအဲ့ဒီတွေတပ်ပုံခေါ်တဲ့အပိုင်းကြီးတဲ့အခါမှာဥပမာကျမတို့က map လို့ပြောတဲ့အခါမှာ m အတန်ကိုကြာရင် m အဆိုတဲ့ action လုပ်ပြန် m ရမယ်ဆိုတော့လည်းသူတည်သွားပြီး ။ပကအရွယ်လေးတွေလေးနှစ်ငါးနှစ်အရွယ်လေးတွေကိုလည်းအဲ့ဒီလိုလေးတွေကိုချီးသမျှစလုံးနဲ့ဂုံလုံးကိုသူတို့ကိုတပ်ပုံခေါ်ပြီးတော့ချက်ချင်းတော့မပြပါနဲ့ action နဲ့အမူအရာပြလိုက်တာနဲ့သေုပ်ဆောင်လိုက်တာနဲ့ဟိုဘက်ကစလုံးကိုတန်းပြီးတော့ရေးတဲ့စီတဲ့သဘောတရားကိုတကယ်ရတယ်။နော်ဖတ်နိုင်သွားတဲ့အချိန်ဒီ short sentence တူတူလေးနဲ့စာကြောင်းတွေဖတ်နိုင်သွားတဲ့ဒီကိုသင်ပေးမှာဖြစ်ပါတယ်။အဲ့ဒီ6နှစ်ကနေ7နှစ်အရွယ်လေးတွေကကြတော့ dictation တပ်ပုံခေါ်တဲ့အပိုင်းပုံလေးကိုမြင်တာနဲ့အဲ့ဒီပုံကိုကြည့်ကြည့်တာနဲ့အတန်ထွက်ကိုကြားတာနဲ့ဥပမာ stop လို့ပြောလိုက်တာနဲ့ set အော် stop ဆိုပြီးသူ့ဘာသာသူပေါင်းပြီးတော့သူရေးနိုင်သွားမယ်အပိုင်းထိကိုရအောင်ကိုတင်ပေးတာဖြစ်ပါတယ်အဲ့ဒီတော့6နှစ်7နှစ်အရွယ်လေးတွေကတင်လို့ကောင်းဆုံးကဲဘယ်အရွယ်တင်လို့မကောင်းတော့ဘူးလဲ7နှစ်ကနေကြီးသွားပြီဆိုရင်ကလေးဖုန်းနဲ့တင်ရတာမကောင်းတော့ဘူးဘယ်လိုမျိုး class ကတင်လို့မကောင်းတော့လဲ zoom class အနေနဲ့တင်လို့မကောင်းတော့ဘာကြောင့်လဲဆိုတော့ तू ကစလုံးကိုအလွတ်ကျက်ဖို့ပဲ तू အားတန်လာတာဖြစ်တယ်ဥပမာကျမတို့က UAT go say UAT go say เนาะ BOAT boat လေ BOAT boat လေအဲ့လိုကြက်လာတာဖြစ်တဲ့အတွက်ဘာကြောင့် BOAT boat ဆိုတဲ့အသံဖြစ်သွားတယ်ဆိုတဲ့သဘောတရားသူဒီမသိတာဖြစ်တဲ့အတွက် FLOAT ကို phonics နည်းလမ်းနဲ့သင်တော်လဲပဲ float လို့အသံသူမထွက်ချင်ဘူးအဲ့တော့ flow flee flow အဲ့လိုမျိုးအသံတွေရှောက်ထွက်တယ်ဟော BOAT ကိုစူးကြည့်ပါဆိုတော့ boat တန်းရတယ် UAT ကရော goat တန်းရတယ်ဒါဆိုရင်เนาะ LOAD ကရော load เนาะလေအဲ့လိုမျိုးသူလျှောက်ပြောတယ်ဘာကြောင့်လဲဆိုတော့သူရဲ့အတန်သွားတဲ့ပုံစံအတန်တွေပေါင်းခြင်းเนาะအတန်လေးတွေပေါင်းသွားတယ်ဆိုတဲ့သဘောတဘာဝကိုသူ့ခေါင်းထဲမှာသူထည့်မရနိုင်ဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့6 8နှစ်ကျော်9နှစ်အရွယ်ကလေးကလေးအရွယ်တွေဆိုရင် zoom class မှာသူတို့သင်ရတာလည်းပြင်းတယ်ဘာကြောင့်လဲဆိုတော့သူ့ထက်ငယ်တဲ့ကလေးတွေလည်းပါနိုင်တယ်ရှင်6နှစ်8နှစ်ဆိုတော့အရွယ်မတူဘူးလေနော်အကျွန်မကျွန်မတို့စာသင်ခန်းထဲမှာတော့အတန်းကြီးရဲ့အရွယ်ကြီးတဲ့ကလေးတွေဆိုရင်အဲဘယ်လိုကြောင့်မလဲ အတန်းတန်းနဲ့ကြည့်သွားရင်ဆို၈တာမျိုးတို့ကိုကငါငါထက်ကလေးတွေက9တန်းငါကတော့အခုမှပဲ9တန်းငါအသက်က15နှစ်ရှိသွားပြီ9တန်းမှရှိသေးရဲ့အဲ့လိုမျိုးလေးတွေဖြစ်တဲ့အဲ့ဒီသဘောတပါဝါအတိုင်းဖြစ်တဲ့အတွက်၈နှစ်ကျော်သွားတဲ့ကလေးတွေဆိုရင် phonics သင်ရတာသူတို့ကောင်းတဲ့မှာကျွန်တော်တို့ကပုံစံခွက်ထဲမှာအလွတ်ကျက်ထားတာဖြစ်တဲ့အတွက်အဲ့ဒီအလွတ်ကျက်တာကိုပြန်ပြီးဖြီလျှော့ရတာပြန်ပြီးဖြီရတာပေါ့နော်သိအစင်မပြေခြင်းမှုရှင်ဒါကတော့ကျွန်မရဲ့အတွေ့အကြုံကတော်တော်များများနဲ့တခြားတစ်ချေလဲအဲ့လိုကြောမထင်ပါနဲ့ တင်လို့မကောင်းလားဆိုတော့တင်လို့မရတော့လားဆိုတော့ရရရတယ်တင်ယူသူကဘာပြင်ဆင်ရမှာလဲဆိုတော့ဩအင်္ဂလိပ်စလုံးနေဆိုတာအတန်တွေကိုပေါင်းသွားတယ်အဲ့တော့ငါအရင်တော့အလွတ်ချက်ခဲ့တဲ့အတန်တွေက BAT bold လေးဆိုတာအလိုလိုဖြစ်လာတာမဟုတ်ဘူး B ရဲ့အတန်က B O ရဲ့အတန်က O B နဲ့ O နဲ့ပေါင်း B O bold T ရဲ့အတန်က T ပေါင်းလိုက်ရင် bold C ရက K မော်တော်ကအဲ့လိုဖြစ်လာတာမဟုတ်ဘူး C ရဲ့အတန်က K A R ရဲ့အတန်က R control sound or body R ဒါကြောင့်မလို့ r ခနဲ့ r နဲ့ပေါင်း k r car အဲ့မျိုးရရဲဆိုတော့ तू ကလက်ခံသွားနိုင်တယ်ဆိုရင်တော့တင်လို့စကောင်းပြန်ရောလက်မခံနိုင်ဘူးလိုက်လည်းမပြုတ်ဆိုလို့ရှိရင်အဲ့ဒီအရွယ်တွေကတင်လို့မကောင်းပါဘူးဒါကြောင့် phonics ဆိုတင်မယ်ဆိုမေမေတို့ကဘယ်ရဲမှာထားတင်နေဘယ်ရဲမှာတင်ရတာအခက်အခဲဖြစ်တယ်ဆိုတော့ကျမဒီကနေကုကောက်ကကင်းအမှန်တရားအတိုင်းပြပြလိုက်တာဖြစ်ပါတယ်အဲ့တော့၄နှစ်ကျော်ကျော်ကလေးကနေစထားရင်ကောင်းပါတယ်လေးနှစ်ကျော်၅နှစ်ကျော်တစ်ဖွဲ့၆နှစ်၈နှစ်တစ်ဖွဲ့တင်လို့ကောင်းပါတယ်အဲ့ဒီတော့လာမယ့်၃လပိုင်းအဲ လာဇန်းမှာဖြစ်အောင်စမယ်၃လပိုင်း၃ရက်သို့မဟုတ်၅ရက်အဲ့ဒီရက်ပိုင်းမှာဖြစ်အောင်ကိုစမယ်အတန်းအသစ်ရှိပါတယ်အတန်းအသစ်က၆နှစ်၈နှစ် class တွေက၅ရောက်တိတိပဲကျွန်မတင်မှာဖြစ်ပါတယ် လေးနှစ်ကနေ၅နှစ် class ကိုကြတော့၁၀ရောက်တင်มาဖြစ်ပါတယ်အဲ့ဒီတော့အဲ့ class တွေအတွက်စိတ်ဝင်စားရတယ်ကျွန်မတင်တာကိုသဘောကျရယ်ဆိုလို့ရှိရင်အတန်းလက်အပ်နိုင်ပါတယ်၅ရောက်ပြည့်သွားပြီဆိုတော့ねကျွန်မဒီတင်တဲ့ကြော်ညာတွေကိုလည်းထပ်ပြီးတော့လက်ခံမှာမဟုတ်တော့ပါဘူး only me လုပ်လိုက်ပါမယ်ဒီဗီဒီယိုကိုအဲ့ဒါကြောင့်အခုတွေ့တဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်တင်တဲ့လက်အပ်လို့ရတယ်ကျွန်မကို page ကတွေ့တယ်ဆို page messenger app တွေက TikTok ကတွေ့တယ်ဆိုရင် TikTok messenger မှာလက်အပ်ပေးပါအဲဒီ messenger မှာမလာတက်ဘူးဆိုရင်လည်းကျွန်မ comment လေးမှာမန့်ခဲ့ပေးပါကျွန်မဘာပဲဖုန်းနံပါတ်လေးကို messenger ကနေလာပြီးတော့ပို့ပေးမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်မေမေတို့ phone x ကိုဘယ်ရွယ်မှာတင်ရမလဲဘယ်ရွယ်မှာတင်လို့အကောင်းဆုံးဆိုတာလေးကိုသိရှိသွားမယ်နားလည်သွားမယ်လို့ထင်ပါတယ်မိကုန်းတုံတရားရှိတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ comment လေးမှာမိခဲ့ပေးလို့ရပါတယ်ကျေးဇူးပါ